ဝိညာဉ်ရဲ့အစိတ်ပိုင်းတုံးခုပေါ့နော်အော်တပါစေရဲ့မိတ္တဟာယရဲ့အလိုလိုတည်ခြင်းရဲ့ဝိညာဉ်ထဲမှာ၃ပိုင်းရှိတယ်လို့လွန်ခဲ့တဲ့ညဒီမှာကျွန်တော်စားခဲ့တယ်စိတ်မှာ၃ပိုင်းရှိဖရာတိတ်ကောင်းပါလေဘာကြောင့်လဲဆိုတော့၃ဆိုတဲ့ကဏ္ဍကပြည့်ပြည့်စုံခြင်းကိုပြောခြင်းဖြစ်တယ်ဒီနေ့၃ပါးတပါးဖရာက 3ဆိုတာသူကိုယ်တိုင်ပြည့်ပြည့်စုံုံမကောက်ဒီနေ့သူ့သားသမီးတွေကိုလည်းဖန်ဆင်းတဲ့အခါမှာခုနပြောတယ်ဝိညာဉ်ထဲမှာ3ပိုင်းစုံလင်အောင်စိတ်ထဲမှာ3ပိုင်းဟာကွက်မရှိအောင်ဖယားတခင်စီမှာရှိတဲ့တဘောနဲ့เนาะဖယားတခင်စီမှာရှိတဲ့စိတ်တဘောတိုင်းကျွန်တော်တို့ကိုပေးထားတာကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာလေကျွန်တော်ရဲ့စိတ်တဘောကလေအော်ဆရာကောင်းလိုက်တာ ဒါကြောင့်မို့ဖယားကရောလေကျွန်တော်တို့ကိုဖယားကိုချစ်ဖို့အတွက်ပဲပြောပြောကျွန်တော်တို့ရဲ့အတ္တတာအထဲမှာလေ free will choice လလစွာရွေးချယ်ပိုင်ခွင့်နဲ့ပဲဖယားတခင်ကသူ့ကိုချစ်စေခြင်းသူ့ကိုတန်ဖိုးထားစေခြင်းလေသူ့ကိုမြတ်လို့စေခြင်းအခုဒီနေ့ညမှာလည်းပဲဝိညာဉ်ထဲမှာ ottapa စိတ်မိတ္တဟာယအလိုလိုတည်ခြင်းတဲ့ ဒီတုံးခုထဲမှာเนาะခုနပြောတဲ့ဩတပစိတ်ကိုတဲ့သိနာလွယ်ရန်လွယ်ပါတယ်ဒီထဲမှာရေးထားတယ်ကျွန်တို့အားလုံးကဤအရာနဲ့ပတ်သက်ပြီးမှယင်းနေချောင်းဝင်ပြီးတာဖြစ်ပါတယ်မာယွင်ခြင်းမှအမှန်ကိုသိမြင်သက်ခြင်းဒီဩတပစိတ်ရဲ့လှုပ်ဆောင်ချက်ဖြစ်ဒီအာမင်ဒီနေ့ကျွန်တော်တို့ဖျားသားသမီးဖြစ်တယ်ဆိုရင် ကိုမဟုတ်တာလုပ်နေတာကိုအတပကြီးကြီးနဲ့လုပ်တယ်ဆိုရင်အဲ့ဒါသတိထားတော့တခါတည်းကြိုက်ကျွန်တော်တို့ကလေအတပကြီးကြီးနဲ့ကို လုပ်နေတာဆိုရင်အဲ့ဒါသတိထားအဲ့ဒါမဟုတ်လို့အတပဆိုကြတဲ့ကကျွန်တော်တို့ကိုဖျားတခင်ဘာလုပ်တဲ့နေရာလဲဆိုတဲ့အခါမှာမှားယွင်းခြင်းမှအမှန်ကိုသိမြင်တတ်စီခြင်းအတပအလုတ်ကလေ ဖယားသားသမီးဖြစ်လာတဲ့အခါမှာဘဒုမှရိုက်စစ်စရာမလိုကိုယ့်ရဲ့အတ္တတာထဲမှာကိုဟာလီကိုယ့်ရဲ့စိတ်တက်နဲ့တစုံပြောက်တော့သူ့ကိုကွာလီသင်ထားတာဒီတယောက်တစုံပြောက်တော့သူ့ကိုကိုကလီမကြေနပ်တာတစုံပြောက်တော့သူ့ကိုကခွင့်မလွတ်တာတစုံပြောက်တော့သူ့ပေါ်မှာအစာမကြေတာအားလုံးကကျွန်တော်တို့အော်တပါစိတ်မှလီ ျွန်တော်တို့ဘယ်သူမှရိုက်စစ်စရာမလိုငါသားအဲ့ဒါမင်းမားတယ်နော်ဆိုတာအော်တပါစိတ်ထဲမှာအလန်းပြတယ်တီ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 ဆိုရက် red light red light ဘယ်သူမှပြောစရာမလိုတစုံတယောက်တော့သူကိုကျွန်တော်ကစားမရဘူးတစုံတယောက်တော့သူကိုကျွန်တော်အနေနဲ့သူ့အပေါ်မှာနော်ကျွန်တော်ကအစာမကြည့်ဘူးဆိုကြဲကအော်တပါစိတ်ထဲမှာ ဖယားစကားလာပြောတယ်အဲ့ဒီအော်တပါဒါကြောင့်အဲ့ဒီအဲမှာဖယားလာစကားပြောတဲ့ဥစ္စာကိုကျွန်တော်တို့မလုပ်ဘူးလို့လဲဖယားရဲ့ရှိတော်မောက်မှာကျွန်တော်တို့ကမာယွင်းခြင်းမှာတဲ့အမှန်ကိုသိမြင်တတ်ခြင်းဒီအော်တပါအဲ့ဒီအမှားမှာပဲဆက်နေဖို့အတွက်ပြောတာမဟုတ်ဘူးနော်ဒီနေ့ကျွန်တော်တို့မားတာသိတယ် မမာကြီးနဲ့ကိုဆက်ရှိနေအဲ့ဒါဆိုမဟုတ်တော့ဒါကြောင့်မို့ဖခင်ကလေကျွန်တော်အော်တပါစိတ်မှာခဏခဏလာပြောတယ်လာစကားပြောတယ်ကျွန်တော်တို့ကိုလာပြီးမှနော်ကျွန်တော်တို့ကိုလာပြီးမှ no စော်ပြီးတဲ့အော်တပါမှာ no စော်ပြီးတော့ငတ်သားငတ်သမီးဒါမင်းမဟုတ်သေးဘူးမင်းရဲ့အမြင်ကလေဟုတ်ကောမဟုတ်ဘူးတူတပားတွေပေါ်မှာကြည့်တဲ့အမြင်ကလေစောင်းနေတယ် ဖရားလာစကားပြောတာကိုကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာအော်တပကြည်ကြည်နဲ့ထပ်လုပ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့အော်တပကဘာဖြစ်သွားမလဲဆိုရင်တန်ပူခတ်ခြင်းခံရတန်ပူခတ်ခြင်းခံရတချို့အမှုတော်ဆောင်เนาะဒီတော့တွင်းပဲကျွန်တော်တို့အမှုတော်ဆောင်ဆရာတယောက်နဲ့တွေ့ရင်းနဲ့သူတက်တေခံရမြန်မာပြည်က ရန်ကုန်ကဆရာတပါးကဆေးုံတက်တယ်ဟာဘာကြောင့်ဆေးုံတက်တာလဲဆိုတဲ့အခါကျတော့အမှုတော်ဆောင်ပါပဲသူကခွက်ပုံခွက်ပုံရိုက်တာခွက်ပုံရိုက်ရတောက်တဲ့အခါကျတော့သူကမထိနိုင်တော့လဲရောလဲတဲ့အခါကျတော့ဘာဖြစ်လဲဆိုတဲ့အခါကျတော့တရားရတဲ့အခါဆေးုံရောက်သွားအကုန်တိသွားတယ် အကုန်သိတဲ့အခါမှာသူကပေါ်ပြီပေါ့ပေါ်ပြီပေါ်ပြီအဲ့မငါတယောက်တည်းမဟုတ်ပါဘူးကွာတဲ့ဒီတယောက်ဒီတယောက်ဒီတယောက်ပေါ်တော့တာအဲ့ဒါမျိုးအဲ့ဒါမျိုးကြည့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာအแทမလီဖခင်ကချစ်သေးတယ်နော်ကျွန်တော်တို့ကိုကျွန်တော်တို့ကိုဖခင်ချစ်သေးတယ်အဲ့ဒီအော်တပါကလီကျွန်တော်တို့ကိုပြန်လဲပြီးမှဖခင်နဲ့တဲ့မှတ်လာဖို့ရန်အတွက်သူကလှုပ်ဆောင်ပေးတဲ့အလုပ်ဖြစ်တယ် အာမင်နောက်တစ်ခုကိုဆက်သွားပါမယ်နော်နောက်တစ်ခုကကျွန်တော်တို့ကဘာလဲလို့ပြောတဲ့အခါမှာမိတ္တဟာယနော်မိတ္တဟာယဒီနေ့မိတ္တဟာယကိုကျွန်တော်ဖတ်တဲ့အခါမှာလဲလေအရင်ပဲဝမ်းမြောက်မိတယ်နော်ဝမ်းမြောက်မိတယ်ဒီအထက်မှာဖြတ်ကြည့်လိုက်ကျွန်တော်တို့ဘောပေါ့မိတ္တဟာယလို့ပြောတဲ့အခါမှာဒါကြောင့်မို့ဝိညာဉ်ထဲကနေ ဖယားကိုကိုးကွယ်တဲ့အခါမှာဝိညာဉ်ထဲကနေကိုးကွယ်ရငါဝိညာဉ်ကနေရှင်လန်းတယ်ခုနကျမ်းပိုက်တွေအလကားရေးထားတာမို့ငါဝိညာဉ်ဒီတဲ့ဖယားတခင်၌ရှင်လန်းခြင်းရှိသူရဲ့ဝိညာဉ်ထဲကနေဖယားနဲ့မွေ့လျော်ဖယားနဲ့ကိုးကွယ်အဲ့ဒါပဲအကန့်လေသဟာယအကန့်ဖယားကိုမွေ့လျော်ဝမ်းမြောက်တဲ့အကန့်ဖြစ် ဒါကြောင့်အဲ့ဒီဝိညာဉ်ကလေကျွန်တော်တို့ရဲ့အတ္တအထယ်ထဲမှာဖျားကိုမွေ့လျော်တဲ့အကန့်ဖြစ်တော်ကြောင့်ကျွန်တော်တို့ရဲ့အတ္တထဲမှာတခုပဲရှိတာကဒီနေ့ဖျားကိုကိုးကွယ်တော့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ကနေကျွန်တော်တို့ကဖျားကိုဘာလို့ဖို့အတွက်လဲဆိုရင်အသက်ရှင်တဲ့ဖျားနဝိညာဉ်ဖျားကိုဆက်တွယ်ဖို့အတွက်ဖြစ်ပါတယ်။ကပြောခြင်းပါ ကိုးကွယ်ခြင်းထဲမှာဒီနေ့ကျွန်တော်တို့ရဲ့တတ္တမဝိညာဉ်နဲ့ဆက်သွယ်ခြင်းထက်ကျွန်တော်တို့ရဲ့သွေးသားသွေးသားလို့ပြောတဲ့အခါမှာ senses ၅ခုရှိတယ်။ဟုတ်ပြီနော်။ကျွန်တော်တို့ရဲ့အကြံအမြင်အနတ်အယတာအလုံးအဲ့ဒီ senses ၅ခုနဲ့ကျွန်တော်တို့ရဲ့စိတ်စိတ်ပိုင်းတုံးပိုင်းရှိဒီနေ့ကိုးကွယ်ခြင်းထဲမှာကျွန်တော်တို့ကဘာမမားဖို့လိုအပ်တယ်လဲဆိုတော့ ျွန်တော် worship team ကိုလည်းကျွန်တော်အရင်ပဲဒါကိုနားလေစီခြင်းဒီနေ့ worship team တွေလည်းပဲကျွန်တော်တို့ကဒီတည်တယ်မလားလူတွေကိုဟာဒီနေ့ကွာရှေပဲကွာဖခင်မျက်မှောက်တော်ထဲမှာဘာပြောတယ်ဘာပြောတယ်ကျန်တဲ့ရက်တွေကမျက်မှောက်တော်ပျောက်သွားတာပေါ့တချင်းဆိုတာအစင်မပြေဘူးဆိုရင်အဲ့လိုဆိုလိုတာလားဒါဆိုရင်ကျွန်တော်တို့မှားသွားပြီဒါဆိုရင်မှားသွားပြီဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာ တချင်းဆိုတာပဲပျော်ပျော်တီးတာပဲပျော်ပျော်ကျွန်တော်တို့ရဲ့အတိညာဉ်ကိုတုံးရတယ်ခန်းစားစိတ်ကိုတုံးရတယ်စန္ဒစိတ်ကိုတုံးရတယ်ကျွန်တော်ရဲ့ကိုခန္ဓာ senses ငါခုနဲ့ဖရားကိုချီးမွမ်းရတယ်မှန်ပါတယ်ဒါပေမဲ့အဲ့ဒီအရာအလုံးကဝိညာဉ်နဲ့မချိတ်ပဲနဲ့ကျွန်တော်တို့တချင်းဆိုတယ်ဆိုရင်ဖရားလက်မခံဖရားလက်မခံဒါကြောင့်ဒီနေ့ကျွန်တော်တို့ ဖယားကို worship ဖယားကိုကိုးကွယ်တယ်ဆိုတဲ့ခါမှာဝိညာဉ်ကနေကျွန်တော်တို့ကသခင်ယေရှုကိုဟာကျွန်တော်ရဲ့ကိုးကွယ်ခြင်းကိုခံထိုက်တော်ဖယားပါဒီနေ့တာကိုတော့ကိုနာဝိညာဉ်နဲ့လကောက်သစ္စာနဲ့လကောက်ကိုးကွယ်ရတော့ကြောင့်ကိုရောကိုချီးမွမ်းပါဝိညာဉ်ထဲကနေဖယားကိုကျွန်တော်တို့ကိုးကွယ်တတ်ဖို့အဲ့ဒီဝိညာဉ်ကနေချိတ်ဆက်တဲ့အခါကျမှကျန်တဲ့ခုနပြောတဲ့ဖြစ်ခြင်းဖယားကိုကိုးကွယ်တဲ့အခါမှာ ဒီနေ့ဝိညာဉ်แท้ဝိညာဉ်ပါရတယ်လို့ကျွန်တော်တို့ရဲ့စိတ်ပါရကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာပါရအခုကျွန်တော်တို့ရဲ့အတ္တထဲမှာကအဲဒီကိုယ်ကွယ်ခြင်းနဲ့ပတ်သက်လာတချို့ပါထင်လဲတခြင်းဆိုတယ်တဲ့ကိုယ်ကွယ်ခြင်းပြီးမှပေါက်ချလာတဲ့အခွဲ့ပြောခြင်းသေးတယ်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တထဲမှာမှန်သောကိုယ်ကွယ်ခြင်းနားမလဲနားမလဲတခြင်းဆိုနေတာပါလူငယ်တွေအခုချိန်ထိ အစီဝေမစသေးခင်မှာတချင်းလေးနဲ့စာရအောင်မားတယ်နော်ပြောနေတာဖယားကိုတချင်းဆူနေတာမဟုတ်ဒါကြောင့်ကျွန်တော်ဆရာအမြဲတမ်းပြောပဲတချင်းဆူနေဒီဆိုရင်မားတယ်ကျွန်တော်တို့တချင်းဆူတာမဟုတ်တချင်းဆူတာလေးနဲ့ကျွန်တော်တို့ရဲ့အတ္တတဲမှာကိုကိုကိုဘောင်တက်လိုက်ပြီဆိုရင်တော်ပြီကျွန်တော်တို့ဖယားကိုကိုးကွယ်ခြင်းမမြောက်တော့အဲ့ဒီ ိုးကွယ်ခြင်းမမြောက်တော့ဒီနေ့တောင်ကျွန်တော်ဒီတချင်းစုနေတာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့ဥဆောင်တဲ့သူ chairman လုပ်တဲ့သူပဲဖြစ်ဖြစ်စနေပြီစနေတာကိုအစာပြုတ်မှဖြစ်တော့ကြောင့်စုတောင်းခြင်းနဲ့ဆက်ကပ်ပါမယ်ဟဲ့ကျန်တဲ့ရှေ့မှာလုတ်ခဲတဲ့သူတွေကဟိုဟိုဟိုဖြောဖြည်ပွဲကိုပါဝင်တယ်လို့ဖြစ်ခရပြောပြီးပြီလေလူနှူးသုံးဦးကစုဝေးတဲ့အလယ်မှာငါရှိတယ် သင်စကားမပြောရင်တော့အဲ့ဒါစနေပြီဖျားမျက်စိရှိအခုကျွန်တော်တို့ရဲ့အကုန်လုံးကကျွန်တော်တို့ mindset တွေ change ဖို့လိုအပ်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တတိုင်းမှာစုဝေးခြင်းစုစုပေါင်းခြင်းစလိုက်တာနဲ့ဖျားပြောပြီးပြီ။မင်းတို့တောင်မရှိသေးဘူးငါရှိတယ်။ဖျားကသူ့ရဲ့ဂတိတည်တဲ့စကားကျွန်တော်တို့သခင်ဘုရားနာမနဲ့စုဝေးလိုက်တာနဲ့ ကျွန်တော်တို့မရှိသေးဘူးအဲ့ဒီနေရာမှာဖရာအရင်ဝိညာဉ်တော်ဖရာအရင်ရောက်တာအာမင်တကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာအဲ့ဒီတစ်ချိန်လုံးကကျွန်တော်တို့ကြားခဲ့တယ်တီးခဲ့တယ်လှုပ်ခဲ့တယ်ပုံစံကိုဒီအထဲမှာကျွန်တော်တို့ပြန်မယူလာရတော့ဟာတချင်းဆိုတာမလေးလူငယ်တွေသူတို့အလုပ်ပါအဲ့ဒီကတည်းကမှားပြီကျွန်တော်တို့ဒီနေ့အော်တပကကျွန်တော်တို့ကိုစကားပြောပါစေအာမင် ကျွန်တော်တို့မားရဲဆိုရင်မားတာကိုကျွန်တော်ဝန်ခံရမယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တံတားပြုတ်ပြင်ဖို့အတွက်ပဲဒါကြောင့်မို့ကျွန်တော်တို့စကတဲ့ကဖယားနဲ့ကျွန်တော်တို့ကတဘောတူပြီးမှဖယားရဲ့ရှေ့မောက်မှာရောက်လာပြီးဆိုကြတဲ့ကကျွန်တော်တို့ဖယားရဲ့မျက်မှောက်တော်ထဲမှာဖယားရှိပြီးသားကျွန်တော်တို့ကအစာပြုတ်ရအောင်ဟေးလို့ပြောမှစတယ်ဖယားမှမဟုတ်တာ။ No ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာဒီနေ့ဖယားရှိမှောက်မှာရောက်လာပြီးဆိုကြတဲ့ကဖယားမြင်ပြီးပြီဖယားရှိပြီးပြီဖယားသူရှိပြီးပြီဒါကြောင့်မို့ကျွန်တော်တို့ကတချင်းဆိုခြင်းကိုကတချင်းဆိုနေဒီဆိုရင်အဲ့ဒါမာတော့လူဟောင်းအတ္တတာလို့ခေါ်လူဟောင်းကလေဖယားကိုမကိုးကွယ်တတ်ဘူးဖယားကိုကိုးကွယ်နေရင်လည်းသူပါထင်တယ် ူထင်တာအော်တချင်းဆိုတာမပြီးသေးဘူးဒါကြောင့်မို့ငါအပြစ်မှာထိုင်နေအောင်မယ်ငါအပြစ်မှာနေအောင်မယ်လူဟောင်းတော့အဲ့ဒါလူဟောင်းရဲ့အတ္တကျွန်တော်ပြောပြီးပြီဒီနေ့ဖျားတခင်ထံရောက်လာတဲ့အခါမှာအပြစ်မှာလေကံပြီးမှပြန်ရတဲ့လောက်ကျွန်တော်တို့ဆုံးရှုံးတာကျွန်တော်တို့ပဲကျွန်တော်တို့တဟာယာဖွဲ့မဲ့အချိန်ရှိတယ်နော်ကျွန်တော်တေချာပြောမယ် ဒီနေ့ဖျားကိုစပြီးအတင်းတော်ထဲမှာ၃နာရီစပြီးဆိုကြဲကအကုန်လုံး၃နာရီမှာမစခင်ကြဲကနေဖျားကိုချစ်တဲ့နှလုံးသား respect ပေးတဲ့နှလုံးသားနဲ့ရောက်ဖို့လိုအပ်တယ်။ဒါမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့တရမှာသင်လေးအနှစ်20 30 40 50အသက်50ရောက်ပါစေအောင်တော့မပြောင်းနဲ့။ဒီနေ့တော့အော်တပကကျွန်တော်တို့ကိုစကားပြောနေတယ် ကိုမားတယ်ဆိုတော့တင့်ရင်ဝန်ခံပါဝန်ခံပြီးတဲ့အခါမှာပြုပြင်ဖို့အတွက်ပဲဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထမ၃နိုင်ထိုးပြီးတော့ခြေမကြွခြင်းသေးကိုတော်ကြောတွေမချောတွေမကြွခြင်းသေးဘူးငါတို့စကားပြောတာပိုရေးကြည့်တယ်အဲ့လိုဖြစ်နေတာဖျားခဏနေဖျားနေရတကမှာရှိကိုတော်ခဏလေးနော် ကိုတော်ကိုတော်နားလဲတယ်ချစ်တော်မိသားစု ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဖျားထက်ပါအရေးကြီးတယ်ပြောပါဦးဖျားထက်ပါမှအရေးကြီးဒီနေ့ဖျားရဲ့ရှေ့တော်မှာကိုကိုတိုင်းလာကြတဲ့ကဖျားကိုမွေ့လျော်ဖို့ဝမ်းမြောက်ဖို့လာတယ်ဆိုတဲ့နှလုံးသားနဲ့လာခဲ့တာလေလာတဲ့အခါမှာဒီနေ့ရှေ့တော်ရောက်တဲ့အခါမှာဒီနေ့ဖျားနဲ့ကျွန်တော်ကနဖူးတွေဒူးတွေနဲ့ဝတ်ပြုခြင်းမရှိဘဲနဲ့ကျွန်တော်ကလေကနေင်းနဲ့ပြီးသွားတယ်ဆိုမဟုတ်သေးဘူးပေါ့ ဒီနေ့ကျွန်တော်တို့ရဲ့အတ္တမှာဖရားရယူပါစေတကယ်ပြောတာဒီနေ့ကျွန်တော်တို့ကိုးကွယ်ခြင်းဝိညာဉ်ကနေလာတာတချင်းစုံနေတာမဟုတ်တော့ကျွန်တော်ပြောပြီးပြီခြေမင်းကတက်ပြီးမှသူသင်ရပြောနေတာမဟုတ်ဘူးသူရဲ့အတ္တတာမှာဖရားတခင်စီးစင်းစီခြင်းနဲ့စကားကိုပြောတဲ့အခါမှာကျွန်တော်တို့ကယူတည်လေးမြက်ခြင်းနဲ့ကျွန်တော်တို့တခင်ဖရားကိုချစ်ကြောက်ယူတည်တဲ့နှလုံးသားနဲ့ respect ပေးတာက ဖယားကနံပါတ်1ဖြစ်တယ်။လူဟာဖယားအတုံးတော်ခံတဲ့တစားပလာပဲဖြစ်တယ်။ဒီနေ့ကျွန်တော်ဖယားကို respect ပေးတယ်ဆိုရင်ကျွန်တော်ရဲ့အတ္တတာကကျွန်တော်ရဲ့ life က change ကို change ဖြစ်တယ်။ကျွန်တော် life ကမ change သေးဘူးဆိုအဲ့ဒါဖယား respect တကယ်ပေးတာမဟုတ်။တကယ်ပေးတာမဟုတ်။ဒီနေ့ချစ်တော်မိသားစုဖယားပဲကျွန်တော်တို့ကိုရယူပါစေ။အာမင်။ဒီတော့ဒီထဲမှာကျွန်တော်စားတဲ့အခါမှာလေး မိတ္တာဖွဲ့ခြင်းကဖျားကိုကိုးကွယ်ဖို့ရန်အတွက်ဝိညာဉ်ထဲမှာအကန့်တကန့်ဖြစ်တယ်နောက်တစ်ခုခုနရှိမှလည်းစီစဉ်သွားတယ်နော်ကျွန်တော်တို့ရဲ့အစေခံခြင်းတဲ့အဲ့ဒီအစေခံခြင်းလည်းပဲဝိညာဉ်ကနေအစေခံခြင်းအဲ့ဒါအရင်ရေးကြည့်စိတ်အားထက်တန်ပြီးမှဘလောက်ပဲအစီခံစေနော်အပေါ်ရောက်တဲ့အခါမှာမိနဲ့ရှို့လိုက်ရင်မကြံဘူးဆိုရင်တွားပြီးဟတ်ကောလန်ပြီးပဲ မောကြောဆိုင်ပြီလေဒီနေ့ကျွန်တော်တို့ရဲ့အတ္တမှာသွေးသားကနေဘလောက်ပဲစိတ်အားထက်သန်ပြီးမှဘလောက်ပဲကျွန်တော်တို့အစီခံပါစေအောင်တော့ဝိညာဉ်ထဲကနေဖရားရဲ့ဥဆောင်ခြင်းမရှိဘဲနဲ့ငတ်တာငတ်သမီးမင်းကောင်ကလှုပ်ခိုင်းလှုပ်လာဆိုမှမိတဲ့တည့်ကြိုင်ကတော့သွားပြီဒီနေ့ဝိညာဉ်ထဲကနေအစီခံခြင်းအင်မတန်မှအရေးကြီးပါတယ်အဲ့ဒီအထဲကနေ တရားလေးကိုကျွန်တော်ဖတ်ခြင်းပါတယ်เนาะအတ္တတော်ဝိညာဉ်၌အမှုဆောင်တည်ဟုပြောဆိုထားတယ်တဲ့เนาะအာဒီထိတ်ကနေနည်းနည်းလေးဖတ်ခြင်းတယ်ဟာလားရှေ့ကနေဘာကြောင့်လဲဆိုတော့အရှိနောက်ဟိုချိတ်မိသွားဘုရားသခင်ကိုအစီခံခြင်းတည်တဲ့ဘုရားသခင်နဲ့မိတ္တဟာယဖွဲ့ခြင်းလည်းဖြစ်အရန်ကောင်းတယ်เนาะအစီခံတယ်မိတ္တဟာယဖွဲ့ခြင်းဖြစ်တယ်ဆိုမမေ့နဲ့အဲ့ဒီစကလုံး ကျွန်တော်စီစဉ်နေတယ်နော်ဖခင်ကိုမေတ္တာဖွဲ့ခြင်းဝိညာဉ်ကနေစီစဉ်နေတယ်မမေ့ရကျွန်တော် worship ကန္တမှာဥဆောင်တယ်နော်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာလူတကာဖခင်ကိုမြင်တွေ့ဖို့သူ့ထိသွားဖို့ဖခင်နဲ့ connection ရသွားဖို့ရှိမှဥဆောင်တယ်နော်မမေ့နဲ့ဝိညာဉ်ကနေကျွန်တော်အစီခံနေတယ်အဲ့ဒါဖခင်ကို worship လုပ်နေတယ်တဟာယာဖြစ်တယ်ဆိုတော့မမေ့ရ အရှာပဲလှုပ်လှုပ်ကြွေးမွေးတဲ့ဒီအာချက်ပြုတ်ရေးထဲမှာတာဝန်ယူတဲ့သူတွေပဲလှုပ်လှုပ်ဘယ်ကဏပဲလှုပ်လှုပ်ပါကျွန်တော်တို့ကဖယားကိုအစီခံခြင်းဒီဖယားနဲ့မိတ္တာဟရာပြုနေတဲ့ worship ဖြစ်နေတယ်ဆိုမမေ့ရကျွန်တော်ပြောမယ်စပွဲတိမ့်တာလဲ worship နော်ရှိမှတချင်းဆိုပြီးမှဥဆောင်မှ worship လို့ထင်တာစပွဲတိမ့်တာအမိုက်တိမ့်တာ အဲ့ဒါဖရားကို worship ကျွန်တော်တို့အဲ့ဒီအထိမမြင်ဘူးဒါပေမဲ့ဂျေစုတော်ပဲနော်ဒီနေ့ကျွန်တော်တို့မိသားစုထဲမှာဘာမှပြောစရာမလိုဒါနဲ့ပတ်သက်လဲအားလုံးရဲ့အတ္တတာအထည်ထဲမှာလက်မြန်ချင်းတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ပြောချင်တဲ့ဥစ္စာကျွန်တော်တို့ရဲ့စိတ်အားထက်တမ်းမှုနဲ့လှုပ်ဆောင်ခြင်းတစ်ခုပဲမဟုတ်ဘဲနဲ့ဝိညာဉ်ထဲကနေဖြစ်တယ်ဆိုတာကိုရစေခြင်းအာမင် မကြံခဲ့စေခြင်းလို့ပြောတာဒီနေ့ကျွန်တော်အမိုက်ကောက်တယ်နော် in spirit ဖြစ်ပါစေဝိညာဉ်ထဲမှာဖြစ်ပါစေပါဝင်အစီခံတယ်နော်ချက်ပြုတ်တယ်နော်ဝိညာဉ်ထဲမှာဖြစ်ပါစေအမိုက်သိမ်းတယ်နော်ဝိညာဉ်ထဲမှာဖြစ်ပါစေစကားပြောတယ်နော်ဝိညာဉ်ထဲမှာဖြစ်ပါစေအဲ့ဒီအထဲမှာမဟုတ်ဘူးဆိုရင်ကတော့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်ကတဲထဲရည်တွင်စပတ်သွားမယ်ဆိုရင် မိတ္တဟာယဖွဲ့တော်အင်္ဂါဟာတဲ့ကျွန်ုပ်တို့ရဲ့ဝိညာဉ်၌ရှိကြောင်းဤအချက်ကလည်းတည်တည်ထူထားတယ်။ဤနေရာတွင် ရောမ9:6ကိုထပ်မံ၍ဖြည့်ဆွတ်ရမည်ဖြစ်တယ်။၎င်းတွင်လည်းအသက်တော်ဝိညာဉ်၌အမှုဆောင်တည်ဟုပြောဆိုထားတယ်။အဲ့မှာနော်ရောမ9:6ဝိညာဉ်ထဲမှာအမှုဆောင်တယ်။တနည်းအားဖြင့်အမှုဆောင်ခြင်းဒီတဲ့ကျွန်ုပ်တို့ရဲ့ဝိညာဉ်၌ဖျားတခင်နဲ့အတူအထူးမိတ္တဟာယဖွဲ့ခြင်းဖြစ်ပြီးကြီးစား အမှုဆောင်ခြင်းကတဲ့ကျွန်တို့တို့ရဲ့ဝိညာဉ်ထဲမှာတဲ့ဖယားနဲ့အတူအထူးမိတ်တဟာရဖွဲ့ကြည်စမ်းကျွန်တော်ရဲ့အမှုဆောင် အစီခံခြင်းတစ်ခုချင်းစီတိုင်းက in spirit ထဲမှာဖြစ်တယ်ဆိုမမေ့နဲ့ဖယားနဲ့အတူအထူးမိတ်တဟာရဖွဲ့ခြင်းဖြစ်တယ်အာမင်ခင်ဗျာကိုရောကိုချီးမွမ်းပါအာမင်ဒါကြောင့်ချစ်တော်မိသားစုဒီနေ့ကျွန်တော်တို့ โอเคနောက်ဆုံးတစ်ခုเนาะဒါကတော့ခုနလည်းပဲရှေ့မှာအများကြီးစီစဉ်ပြီးပြီဆိုတော့ကျွန်တော်အနေနဲ့အများကြီးတော့မစီစဉ်တော့ဘူးနည်းနည်းလေးပဲကျွန်တော်ပြောချင်းပါတယ်နောက်ဆုံးအလိုလိုတိချင်းဝိညာဉ်ထဲမှာရှိတဲ့အလိုလိုတိချင်းအဲ့ဒါကတော့တဲ့ကျွန်တော်တို့เนาะနားလည်ဖို့ရန်အတွက်ခက်ခဲပါတယ်ဒါပေမဲ့သခင်ယေရှုရဲ့အသက်တာထဲမှာအဲ့ဒါနဲ့ပတ်သက်ပြီးမှဒီမှာနည်းနည်းလေးသူပြောပြထားတယ်เนาะ ကျွန်တော်နည်းနည်းလေးဖတ်ချင်ပါတယ်လို့ဤအလိုလိုသိခြင်းဤကျွန်တို့ရဲ့ဝိညာဉ်၌ရှိကြောင်းကိုတိုက်ရိုက်အာယုံရခြင်းကပေါ်ပြတယ်တိုက်ရိုက်အာယုံရတာနော်ထိပ်ပိုင်းမှာကြီးတဲ့အခါမှာဘာကိုပြောလဲဆိုစိတ်အားဖြင့်နော်ဒီထဲမှာဆိုရင်နည်းနည်းလေးကျွန်တော်ဖတ်မယ်ဟုတ်လားဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးချိတ်ဆက်သွားအောင် အချို့တော့စံပိုက်များမှာတဲ့တစ်ကော27တွင်လူဤဝိညာဉ်သည်စိတ်အားဖြင့်မတိနိုင်သောအရာကိုတိမြင်နိုင်ကြောင်းဖွင့်ပြထားတယ်။စိတ်အားဖြင့်မပိုင်းခြားနိုင်သောအရာကိုကျွန်တို့ရဲ့ဝိညာဉ်ကပိုင်းခြားနိုင်တယ်။ ED မှာတစုံတစ်ခုသောအရာဒီတဲ့ကျွန်တို့ရဲ့ဝိညာဉ်၌ရှိကြောင်းဖော်ပြနေတယ်။ကျွန်တို့ရဲ့စိတ်ဒီများစွာသောအရာတို့ကိုအကြောင်းပြချက်နဲ့ပတ်ဝန်းကျင်အခြေအနေရဲ့အတွေ့အကြုံများအားဖြင့်တိနိုင်တော်လဲစိတ်ကတော့တိနိုင်တော်လဲတဲ့လူသားဝိညာဉ်ဒီထိုးအရာများမလိုအပ်ပဲ။ ဝိညာဉ်ကတော့လိုးတော့မလိုဘူးတဲ့အရာများစွာကိုတဲ့ပိုင်ချာသိမြင်တယ်ဤအလိုလိုသိခြင်းဤကျွန်တော်တို့ရဲ့ဝိညာဉ်၌ရှိကြောင်းကိုတိုက်ရိုက်အာယုံရခြင်းဖော်ပြတယ်မာကုနှစ်ရှစ်ထဲမှာတခင်ယေရှုပါပြောတယ်သူ့ရဲ့ဝိညာဉ်၌သိမြင်ကြောင်းပြောဆိုထားတယ်ဒါပေဒီနေ့ဝိညာဉ်ထဲမှာအသက်ရှင်လာတဲ့အခါမှာအဲ့ဒီဝိညာဉ်ထဲမှာဖရာတခင်ကအလိုလိုသိခြင်းကိုကိုယ့်ရဲ့ဝိညာဉ်ထဲမှာတိုက်ရိုက်စကားလာပြော ခုနတခင်ယေရှုရဲ့တက်တာထဲမှာတွေ့ရတယ်တခင်ယေရှုသူ့ရဲ့ဝိညာဉ်ထဲမှာတည်မြင်တယ်မာကု၈စနစ်မှာလည်းပဲပြန်တွေ့ရကိုတော်ဒီတဲ့သူ့ရဲ့ဝိညာဉ်နဲ့နှက်ဆိုင်စွာညီသွားကြောင်းပြောဆိုယောဟန်၁၁ :33 ထဲမှာလည်းပဲယေရှုဒီဝိညာဉ်၌အမျက်ထွက်ကြောင်းဖော်ပြတယ်ကျွန်ုပ်တို့ဤဝိညာဉ်၌တည်မြင်ခြင်းညီသွားခြင်းနဲ့အမျက်ထွက်ခြင်းစသည်တို့ဒီအကြောင်းပြချက်အပေါ်တွင်မမူတည်ပဲတဲ့ ပိုင်ချတည်မြင်ခြင်းရဲ့တိုက်ရိုက်အာယုံမှရောက်ရှိလာခြင်းဖြစ်သည်ဤအရာကို အလိုလိုတည်ခြင်းဟုခေါ်ဆိုပြီးတတိယလှုပ်ဆောင်ချက်လည်းဖြစ်တယ်ကျွန်တော်တို့ရဲ့စိတ်ရဲ့အပိုင်းတုံးခုနဲ့ဝိညာဉ်ရဲ့အပိုင်းတုံးခုဖြစ်တော့ဤစိတ်ပိုင်း၆ခုအတွက်ဂျန်စာအထောက်ထားရှိပြီဖြစ်သည်အာမင်တခင်ဖျားကိုရောကိုချီးမွမ်းပါကြောင် အလိုလိုသိခြင်းဆိုတာကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာနာဝိညာဉ်ဖျားနဲ့အချိတ်မိလာတဲ့အခါမှာပဝင်းခြင်းအခြေအနေတော့ကိုကိုအဲ့ဒီအပေါ်မှာကျွန်တော်ရဲ့အတ္တတဲမှာမမှုသည်ဝိညာဉ်ထဲမှာတိုက်ရိုက်စကားပြောလို့တောင်းမလို့စိတ်ကတော့ပဝင်းအခြေအချင်းရဲ့အပေါ်မှာမူတည်ပြီးမှစိတ်ကသဘောပေါက်ရသည်ဝိညာဉ်ကတဲ့ဘာကြောင့်မို့လဲ အတွင်ဝိညာဉ်ထဲမှာအလိုလိုသိဖယားကအထဲမှာ information ပေးတာအဲ့ဒီ information ပေးတဲ့အခါမှာလောက်ရကောင်းဤမလောက်ရကောင်းဤမန်လားမလားတွားပါရက်ပါထိုင်ပါဒီနေ့ကျွန်တော်တို့ရဲ့အတ္တတမအများကြီးစမ်းစာထဲမှာလေမရေးထားတဲ့ဥစ္စာအများကြီးဆုံးဖြတ်ချက်ကျွန်တော်တို့ခြားရအဲ့ဒါကအတွေးဝိညာဉ်ထဲမှာ ဖရာရဲ့အလိုလိုတိရဖွင့်ပြချက်အဖြစ်ကျွန်တော်ကျန်စာထဲမှာလာအောင်မင်းဘုဒ္ဓကိုလက်ထပ်ပါတော့မရည်ထားဒါပေမဲ့ကျွန်တော်ဇနီးတဲ့ကိုကျွန်တော်ပြောတယ်ဖရာရဲ့အထဲမှာလीဒီတယောက်ငါအတွက်ဖြစ်တယ်ဆိုတာကိုတဲ့ဖရာစကားပြောတယ်နှုတ်ကပတ်တော်နဲ့စကားပြောတယ်သူ့ကိုကျွန်တော်တဲ့ပြောတာတကယ်သူနဲ့တွေ့တဲ့အခါမှာ နော်ဒါ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 နည်းနည်းလေးပါနည်းနည်းလေးနော်ကျွန်တော်တွေ့ကြုံခဲ့တဲ့ဥစ္စာနှခါပြောစရာမလိုဖရာလှုပ်ထားတဲ့အရာဖြစ်တယ်ဆိုတာအတွင်းထဲမှာတကယ်ဖရာတခင်အဲ့ဒီအတ္တတဲမှာရှောက်လန်းခြင်းကတကယ်ကောင်းကြီးမင်္ဂလာဖြစ်တယ်အဲ့ဒါဝိညာဉ်ထဲမှာကျွန်တော်တို့တခင်နဲ့ကျွမ်းဝင်လေလေအဲ့ဒီအလိုလိုတည်ခြင်းကကျွန်တော်တို့တာ၍ကျွန်တော်ရဲ့အတ္တထဲမှာ မြင်တွေ့ရသည်လေဖြစ်လာလေအာမင်ရောက်တိုင်းပေါ်မှာဖျားခင်ကောင်းကြီးရှိပါစေနော်